ပရီးမီးယားလိဂ်ရဲ့ဒုတိယနောက်လစာအများဆုံးဖြစ်လာတဲ့ဆာလာ ားလုံးမင်္ဂလာပါဆာလာနဲ့ဘကူအတင်တို့ရဲ့စာချုပ်တဲ့ကိစ္စအရှုပ်တော်ပုံတွေအားဆိုရင်အဆုံးသတ်သွားခဲ့ပြီလည်းဖြစ်ပါတယ်ဘကူအတင်ဟာယခုနေ့ရာသီကုန်မှာစာချုပ်တန်းကုံဆောင်တော့မဲ့အထူးကစားသမားတွေများနေပြီးတော့စာချုပ်တဲ့ချုပ်ဖို့ကိုအချိန်ဆွဲနေခဲ့တာဖြစ်ပါတယ်အဲဒီထဲမှာမှအာနုကတော့ဘကူအတင်ရဲ့ရှေ့မဆက်ဖြစ်တော်ပဲနဲ့ဟလဝါရုစီကိုအလွတ်နဲ့ပြောင်းရှိဖို့သဘောတူညီမှုရရှိထားပြီဆိုပြီးတော့သတင်းတွေကြဲကြဲလောင်ထပ်ပေါ်နေခဲ့ပါတယ်အားကြောင့်အာနုကတော့မတိကြတော့ပေမဲ့ဆာလာနဲ့ဖန်နိုက်တူကတော့စာချုပ်တဲ့ဆက်ချုပ်ထားပြီးတော့အတင်းမှဆက်ခင်ခလာနိုင်နေခဲ့ပါပြီဆာလာဆိုရင်လည်းဒီဟာဒီမှာဘကူအတင်ကိုတော်တော်လေးအကျိုးပြုနေတဲ့ကစားသမားဖြစ်ပါတယ်အစ ော်ပိုင်းတို့ကယခုနှစ်ရဲ့ဘလိုနီယိုဆူရဘူးအတွက်ဂျပန်အစားဆုံးကစားသမားတူဦးတော်ဖြစ်ခဲ့တာပါ။ဒမ်ဘလာနဲ့လွဲချော်ခဲ့လို့သာနှစ်နာသွားခဲ့ရတာဖြစ်ပါတယ်။ဒီအာဒီမှာဆိုရင်တော့ဆာလာဟာဘဂိုးအသင်းနဲ့ပြိုင်ပွဲဆုံး45ပွဲကစားပေးထားခဲ့ပြီးတော့32ဂိုးသင်ပြီး22ဂိုးဖန်တီးပေးထားပါတယ်။လက်ရှိမှာလည်းဘဂိုးအသင်းအနေနဲ့ပရီးမီးယားလိမှာပိုဆွဲနိုင်မှုအတွက်ကတိကျသလောက်ရှိနေခဲ့ပါပြီ။တကယ်တမ်းဆိုရင်ဆာလာဟာပြီးခဲ့တဲ့နှစ်မှာကတည်းကဆော်ဒီကိုပြောင်းရွှေ့ဖို့တဲ့သတင်းတွေထွက်နေခဲ့တာပါ။ဆော်ဒီကလပ်တွေကဆာလာကိုခေါ်ယူဖို့အတွက်မြန်မာနဲ့လောက်ခလာစာရင်းတွေကြိုးစားခဲ့ပေမဲ့ဘဂိုးအသင်းဘက်ကတော့ပယ်ချထားခဲ့ပါတယ်။အဲတော့ဒီရာသီကုန်မှာ ာတော့ဆာလာနေနဲ့ sorry ကိုပြောင်းလိုက်မယ်ဆိုပြီးသတင်းတွေထပ်ပေါ်ထားခဲ့တာပါဒါပေမဲ့လည်းနောက်ဆုံးမှာတော့ဆာလာကပဲခူးသင်းနဲ့ Manchester City ချုပ်ဆိုသွားခဲ့ပါတယ်ဆာလာနဲ့ပဲခူးသင်းတို့ဟာ2029ခုနှစ်ထိသက်တမ်းရှိတယ်သနစ်စာချုပ်ကိုချုပ်ဆိုခဲ့ကြပါတယ်ဆာလာရဲ့စာချုပ်တွေကတော့တရားသွားခဲ့ပြီဖြစ်ပြီးတော့ပဲခူးသင်းဘက်ကတရားဝင်ကြေညာဖို့ပဲကြံတော့တာဖြစ်ပါတယ်ဆာလာကပဲခူးသင်းနဲ့ Manchester City ချုပ်ဖို့အတွက် sorry ဘက်ကကန့်လန့်ထားတယ်တနစ်လောက်ခပေါင်သန်း330နဲ့စာချုပ်ကိုညှင်းပယ်ထားခဲ့တယ်လို့သိရပါတယ်စာချုပ်တွေအရဆိုရင်ဆာလာအနေနဲ့တပတ်လောက်ခကိုပေါင်၄သိန်းထိကိုရရှိသွားတော့မှာပါအရင်စာချုပ်တုန်းကဆိုရင်တပတ်ကို ပေါင်း3သိန်းခွဲပဲရရှိတာဖြစ်ပါတယ်။အကြောင်းဆလာအနေနဲ့ပရီးမီးယားလိမှာဒုတိယနဲ့လောက်ခလာစားအများဆုံးကစားသမားဖြစ်လာတော့မှာပါ။လက်ရှိပရီးမီးယားလိမှာလာစားအများဆုံးကစားသမားကတော့ဟာလန်ပဲဖြစ်ပါတယ်။ဟာလန်ကတစ်ပတ်ကိုပေါင်း5သိန်းရရှိနေပြီးတော့သူ့ရဲ့နောက်မှာတော့ဒီဘရိုင်းကတစ်ပတ်ကိုပေါင်း4သိန်းနဲ့ရပ်တည်နေပါတယ်။ဒါပေမဲ့ဒီဘရိုင်းကရာသီကုန်မှာပဲနိုဘူရိုဖီကနေထွက်ခွာတော့မှာဖြစ်လို့ဆလာကပဲဒုတိယနဲ့အများဆုံးဖြစ်လာတော့မှာပါ။လက်ရှိမှာတော့ဆလာအနေနဲ့အသက်30နှစ်နဲ့ရွယ်ရှိနေပြီဖြစ်ပြီးတော့မကြာခင်မှာပဲကစားသမားဘဝနေဝင်ချိန်မှုရောက်ရှိလာတော့မှာဖြစ်ပါတယ်။အဲဒါကြောင့်ဒီစာချုပ်ကဆလာနဲ့ဘကူအသင်းတို့ရဲ့ဂျာမာနောက်ဆုံးစာချုပ်လေး ဖြစ်ပုံများနေပါတယ်။သူ့အနေနဲ့ပဲခိုးတဲ့လက်ကျန်စာချုပ်တက်တန်းနှစ်အတွင်းမှာရောဘာတွေလုပ်ပြသွားနိုင်အောင်မလဲဆိုတာဆက်လက်ဆောင်ကြည့်သွားရမှာဖြစ်ပါတယ်။ဇုံးကြီးကြည့်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်။